ော့စီမီးပူဇော်လို့ဘုံကျဲခံရတာဆိုရင်မဟုတ်ဘူးသူတို့အုပ်ချုပ်တာကိုမခံတွေ့ကျဲမှာမယုံလို့ရှိရင်လက်ရှိစစ်တပ်အုပ်ချုပ်ထားတဲ့မြို့တွေမှာခင်ဗျားတို့ထားပြီးတော်မှန်ကြည့်ပါဘာရကုန်းဆိုရနာမည်ကြီးတယ်ပြီးရင်အဲ့မှာဘုံမှုတရားဦးစင်းပြီးတော့ဒါထားထားတယ်ထိုင်ထားတယ်လူများနေညှိရတာခက်လေပဲအခုအင်းရတရားကြောဆိုတော်တော်ညှိရနိုင်ရမှာနော်ဒါပေမဲ့လုံးဝတတန်နဲ့ပဲထွက်သွားပြီးတော့ဒါ event jet တစ်ခုလေးကိုပဲအတူတူဖော်ဆောင်သွားကြတယ်ပြေးမယ်ကွာဆိုပြီးတော့တည်င်းတူရှိပါတယ် ဖိုက်တာကုန်းကြပြီးတဲ့နောက်ပိုင်းမှာတော့အခုနှစ်ရီခံဖြူဟာလဲကြနေပါပြီ။အာခတ်တော် AA နဲ့မဟာမိတ်တပ်တွေတိုက်ခိုက်နေတဲ့နှစ်ရီခံဖြူဟာတွေကစစ်ကောင်စီတပ်တွေဆုတ်ခွာထွက်ပြေးနေရပြီလို့မြေပြင်တရင်ရင်းမြစ်ချိုးကပြောပါတယ်။ဖြူဟာတွေကကောင်းနေထွက်ပြေးကုန်ပြီးကြသွားပြီလို့ဖျေသည့်အကြီးစားကည10နာရီလောက်တွင်ပို့တယ်။ရဲဘော်တွေလည်းဝင်တိုက်နေပြီးနှစ်ရီခံရပြီလို့ပြောလို့ရပြီလို့တရင်မြစ်တွေတယောက်ကဒီနေ့မနေ့ပိုင်းမှာပြောပါတယ်။အမ်ဘရန်လမ်းပိုင်အနီးကလေချောင်းရံကောက်ွယ်ရေးအတွက် ရေဒါပါတပ်ဆင်ထားတဲ့ view ဟာမြောက်စခန်းဖြစ်တဲ့နှက်ရေကန် view ဟာကို AA နဲ့မဟာမိတ်တွေကပြီးခဲ့တဲ့ February လမှာထိုးစစ်စတင်ခဲ့တာပါကာကင်းစခန်းကြီးဖြစ်တဲ့ MPD တဝါတိုင်းကုန်းကိုမလမှာတင်ယူခဲ့ပါတယ်မလ28ရက်သကိုင်းငလျင်ကြီးလောက်ခတ်ပြီးနောက် AA ပါဝင်ညီနောင်မဟာမိတ်သုံးဖွဲ့ကငလျင်အရေးပေါ်ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်လှမ်းနဲ့ချီပြီးထိုးစစ်ကိုရှော့ချခဲ့ပါတယ်အဲနောက်ထိုးစစ်ကိုပြန်လည်မြင့်တင်ခဲ့ရာ စက်တင်ဘာလနဲ့လက်ရှိအောက်တိုဘာလဆက်မှာကုတ်ကြီးစခန်းနဲ့ဖိုက်တာဂုံးလိုအဓိကကာကင်းစခန်းတွေကိုတော်လိုင်းရဲတပ်တွေကထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်။တိုက်ပွဲတွေဆက်တိုက်ပြင်းထန်ပြီးနောက်ပိုင်းယူဟာထဲကစစ်တပ်ရင်းတွေပါစုခွာထွက်ပြေးတဲ့အခြေအနေရောက်လာတာလို့သိရပါတယ်။လက်ရှိမှာနိုင်ရကံယူဟာနဲ့ဆဲမိုင်းခါကွာက ကပါစာစလေးနဲ့လေကိုလေးတိုင်ရင်အနီးမှာလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်။ ၃နေရာစလုံးကိုစစ်ကောင်စီက၄ချောင်းကနေအပြင့်အထန်ပုံကျဲနေတယ်လို့တင်ပြရရှိပါတယ်။နှက်ရေကန်ဗျူဟာအမြောင်းနဲ့၄ချောင်းရံကာကွယ်ရေးစခန်းရှိပြီးပေ၅000ကျော်မြင့်နဲ့နှက်ရေကန်တောင်ပေါ်မှာအခိုင်အမာတိဆောက်ထားတာဖြစ်ပါတယ်။ပါ channel ရနေပြန်လဲကြိုးဆိုပါတယ်ဒီနေ့မိတ်ဆွေဟာ ချင်အနာရှင်မုံတီးပြီးတော့တရားမြတ်မှုလိုလားတဲ့ရေပေါ်ရေပဲတောက်ဖြစ်တဲ့ဆိုရင် channel လေးကို subscribe လုပ်ပြီးတော့ video ကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ရှိတယ်ဗျာအဲအဲ့ဒါဒါ fighter goal လို့နာမည်ကြီးနေတယ်အဲ့ဒီကစစ်ကောင်စီစစ်သားတွေရပါဘောနော်အားကတက်တော် A နဲ့ video နာမည်ကြားလိုက်တာနဲ့လက်နက်တွေကုန်ထားပြီးတော့ထွက်ပြေးသွားအင်အားတွေအများကြီးမနေဘူးအဲအဲ့ကုန်းကြောင်းနဲ့အရင်စပြောမယ်ဘောနော်အဲ့တော့အဲဒီမကွေးတိုင်းငပွဲမြို့နယ်ထဲမှာပဲရှိတဲ့ဒီနေကန် viewer ကုန်းစခန်းပေါ့အဲ့စခန်းရင်ကာကင်းကုန်းပေါ့ဗျာ ကာကင်းကုန်းဆိုပေမဲ့အင်အားမနည်းဘူးအဲအဲအကြောင်းလေးကျွန်တော်ပြောမှာပေါ့နော်အဲအဲ့စခန်းကိုဒါဖိုက်တာကုန်းဆိုပြီးတော့ခေါ်ကြအဲဖိုက်တာကုန်းဘာကျန်းလို့လဲမသိဘူးအသေးကျန်းလားလားမသိဘူးဖိုက်တာကုန်းဆိုပြီးတော့ခေါ်ကြတဲ့နေရာအဲအဲ့စခန်းကုန်းကိုဒါတွလိုင်းတပ်ဖွဲ့တွေကဒါအေနဲ့ဘီဒီတပ်ဖွဲ့တွေကတိုက်တိုက်တယ်ပေါ့ဗျာတိုက်ဖို့အတွက်လုံရတယ်လုံတဲ့အချိန်မှာလုံဝအချိန်တိုအတွင်းမှာတင်လိုက်နိုင်ခဲ့တယ်ဘာကြောင့်တင်လိုက်နိုင်ခဲ့ရလဲဆိုတော့အဲ့ကုန်းပေါ်မှာရှိတဲ့ဒါစစ်သားတွေပေါ့နော်စစ်သားတွေစစ်ကောင်စီစစ်သားတွေကလုံဝ တနက်တွေလက်နက်တွေလက်နက်တွေပြောင်းမှဒါသူကလက်နက်ကြီးတွေရောလက်နက်ငယ်တွေရောအုံထားပြီးတော့ဒါဂုံအောက်ကိုဆင်းပြေသွားတာဆိုပြီးတော့သိရတယ်အဲ့လိုမျိုးဆင်းပြေဆိုရင်လည်းသူကပြန်ဖို့တော့မဖြစ်နိုင်ဘူးဗျာလုံးဝလွတ်ရကျွရကိုပြေးတော့မယ်ဆိုတဲ့ပုံစံမျိုးအဓိကဒီဘက်ကအာခတ်တတော်အင်းနဲ့ပြည်တဲ့တပ်ဖွဲ့တွေကိုလည်းမယုံရဲဘူးအဲပြီးရင်စစ်ကောင်စီစီကိုလည်းပြန်မသွားနိုင်ဘူးပြန်သွားရင်သူတို့ကိုပြန်ခိုင်းမှာပြန်ခိုင်းပြီးတော့အသေးခံရအောင်ပါအဲတော့ကြအဲ့လိုပုံစံမျိုးတော့မလုံးနိုင်တော့ဘူးငါတို့လင့်မယ်ဆိုပြီးတော့ညီညီညွညွကြီးအင်အားတရာကျော်ကြီးကညီညီညွညွကြီးဆင်းပြေသွားတာ ไอ้100จอဆိုတာจอပြောပြမယ်ဒီလိုမျိုးတခုခုလုံးဖို့အလုံးတခုခုလုံးဖို့အတွက်ကိုဗျာလူများလीညှိရတာခက်လीပဲအခု100จอဆိုတော့တော်တော်ညှိရနိုင်ရမှာเนาะဒါပေမဲ့လုံးဝတတန်နေမဲ့ထွက်သွားပြီးတော့ဒါ event jet တခုလဲကိုပဲအတူတူဖော်ဆောင်သွားကြတယ်ပြေးမယ်กว่าဆိုပြီးတော့အဲ့တော့အင်းရကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ online သဖွဲ့တွေရဲ့အတန်ကိုကြားပြီးဆိုသူတို့ကပြေးတော့တာပဲအခုဆို AA AA လာပြီးဆိုဒီကောင်းနေပူတောင်းကြောက်စရာကောင်းနေ AA ចမ်းချက်ကတော့ ဗမောက်မှာတော့ကျွန်တော်ပြောတယ် SNA ဘာလို့သူ6ရက်ထဲနဲ့မြို့သိမ်းတိုက်ပွဲတယ်ဖြစ်နိုင်လို့လားတကယ်နင်လားငါလားတိုက်ကြမယ်ဆိုရင်စစ်ပွဲဆို6ရက်နဲ့မပြီးဘူးဒီကောင်းနဲ့မတိုက်ရဲဘူးကြောက်ပြီးတော့ထွက်ပြေးလိုက်တာအဲအကြောင်း6ရက်ထဲနဲ့တိုက်ပွဲပြီးသွားအခုလဲကြည့်ဒီကောင်းနဲ့မတိုက်ဘူးထွက်ပြေးတာအရောက်တရာအာမဲပေးစနစ်ကြည့်လေး အကုန်လုံးသဘောတူပြီးထွက်ပြေးသွားကြဘယ်သူမှတိုက်မယ်မရှိဘူးကြည်တခါလည်းထွက်ပြေးတော့ပြီးသွားရောပွဲရဒီဟန်ဆမ်မလို့ဒီဖိုက်တာကုန်းဆိုပြီးတော့နာမည်ကြီးနေတဲ့ဒါဖိုက်တာကုန်းကစစ်သားတွေပေါ့နော်အဲစစ်သားတွေကိုဒါအခုလိုမျိုးဒါဟုတ်ပါပြောရအောင်မယ်ဒါကရိုးရိုးတပ်စခန်းမဟုတ်နာမည်တော့မဖိုက်တာကုန်းလို့ပေးထားတာဖိုက်တာနော်ဖိုက်တာတကယ်စားရှိတဲ့ကောင်းနေအဲအဲ့လိုကောင်းနေတောင်ထွက်ပြေးတယ်ကြည်ပါ ထွက်ပြေးသွားလို့လက်နက်တွေခရရနေရလိုက်တယ်ပြီးရင်ဒါဂုံးကိုသိမ့်ပိုက်နိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ကိုလွတ်ယုံပြီးတော့ကစင်ကလေးထွက်ပြေးသွားတာဆိုပြီးတော့ဒါသိရတယ်ပြီးရင်အဲ့ fighter ဂုံးကညရေကန် viewer ဂုံးတခုတည်းထိထိကြံခဲ့တဲ့အဲ့ viewer ဂုံးကြီးအတွက်အဓိကအားထားရတဲ့ကာကင်းစကန်တစ်ခုဖြစ်တယ်ဆိုတဲ့ဟာလည်းသိရတယ်။ဟာအဲ့ဒါဆိုတော့တကယ်အားရကြရဲ။အဲ့တော့နေကန်ဖြူအားကုန်းကလုံးဝအခြေအနေမလှတော့ဘူး။အဲ့ဒီဖိုက်တာကုန်းမှာအင်အားတရာကျော်ထားတာ။ဖိုက်တာကုန်းဆိုပြီးတော့နာမည်ကြီးတယ်။ပြီးရင်အဲ့မှာဗိုလ်မှူးတယောက်ဦးစီးပြီးတော့ဒါထားထားတယ်ထိုင်ထားတယ် အဲဘာကြောင့်နာမည်ကြီးရလဲတော့မသိဘူးဘာလို့ပြေးတဲ့နေရာမှာနာမည်ကြီးသွားပြီအခုတော့အဲ့တော့အဲအချိန်တူတူနဲ့ရသွားတဲ့အပြင်ဦးမှာဒါတို့အင်အားတရာကျော်အချိန်တူတူဆိုပေမဲ့အင်အားတရာကျော်ကြီးနော်တကယ်တိုက်မယ်ဆိုရင်အားရတယ်ဆိုရင် comment လေးမှန်ပေးကြပါဦးဒီကအမျိုးတို့ရဲ့ comment လေးတွေကကျွန်တော်တို့ video ပြန်ပွားခြင်းအထောက်အကူဖြစ်ပါတယ်ကျေးဇူးပြုပြီးမှန်ပေးကြပါအေအေကိုဂုံပြူတယ်ဆိုရင်ကျေးဇူးတင်တယ်ဆိုရင်အေအေကိုဂုံပြူကြောင်း ူတို့ရဲ့သူတို့အားရှိဖို့ comment ပေးကြမှာအဲဒါဆိုရင်သင်တို့ရဲ့ comment လေးတွေကိုအေးအေးတက်မလို့သားတွေလည်းမြင်ရမှာပါကျန်တဲ့တော်လိုင်းရဲ့တက်ဖွဲ့သားတွေလည်းမြင်ရမှာဖြစ်တဲ့အတွက်တော်လိုင်းရေးကိုအားပြုပါတယ်အထောက်ကူပြုပါတယ် comment ချင်အားဖြင့်ကျွန်တော်တို့တော်လိုင်းရေးမှာပါဝင်ကြရအောင်ဒီကောင်ဒီသားတကယ်ခံပြီးတော့ပြန်ချအောင်မယ်ဆိုရင်အခုလိုမျိုးလွယ်လွယ်ကူကူနဲ့တော့ရအောင်မှာမဟုတ်ဘူးဗျဒါပေမဲ့ ရှေ့ကလှုပ်ခဲ့တဲ့အစင်လာတွေရှေ့ကလှုပ်ခဲ့တဲ့ကြိတ်ခဲ့တဲ့အချိန်ဝါတွေပေါ့နော်အဓိကတော့ဟာ AI ကဘလို့တိုက်တာဟာ PDF ကဘလို့လောက်တာရှေ့ကစကန်နေတော့ဘလို့ဖြစ်ကုန်တာဆိုတော့တည်တဲ့စကားတွေကြောင့်မလို့အခုလိုမျိုးခံတော်မှမချရဲတော့ဘယ်နဲ့ထွက်ပြေးတာနာမည်နဲ့နေတည်လောက်တယ်အာအဲ့ဒါတော့မိုက်တယ် A နဲ့ PDF တွေလာပြီးဟေးဆိုလစ်တာပေါ့အဲ့တော့အဲ့အဲ့ဂုံးမှာသူကအင်အား100ကျော်ထားထားတဲ့အပြင်ကောတက်ဆင်ထားတဲ့လက်နက်ခင်းရနေဆိုရင်အများကြီးဒါနှီးမျိုးစုံပုံစံမျိုးစုံပေါ့နော် viewer မျိုးစုံတုံးလို့ရအောင်ဆိုပြီးတော့ drone sniper လက်နက်ကြီး တကယ်ကိုအများပြားတက်ဆင်ထားတာဆိုပြီးတော့လည်းသိရတယ်ဗောနော်အဲ့ပေါ်မှာဒါရှေ့ရှေ့ပိုင်းနေမှာဒဏ်ရာရတဲ့ကောင်တွေရှိတယ်အဲ့ကောင်တွေကိုလည်းသူကနောက်တန်းကိုပြန်မိုးနိုင်တော့အဲ့လိုဂုံးဝင်မှာပဲထားထားတယ်ဒါပေမဲ့ပြေးတဲ့အချိန်မှာအဲ့ဒဏ်ရာရတဲ့ကောင်တွေလည်းပါသွားအတူပြတ်ချင်းနော်သူတို့မှာဘာမှရှိလဲဆိုတော့လေရင်မရှိတာပဲလက်နဲ့ကြီးရှိတယ်ကြီးဒရုန်းရှိတယ်တော်တော်ပြည့်စုံတဲ့တပ်ပဲဒါပါပါပဲဗျာဒီလားဂျိုင်းတော့နေပါပဲပါပါပဲဒီကောင်လေးပြေးနိုင်တယ် တော်တော်လေးအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့အဲ့ fighter ကုန်းကတော့အခုဒါနာမည်ကြီးနေတဲ့ fighter ကုန်းကတော့ကျသွားပြီစစ်ကောင်စီဘက်ကဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေကတော့ရသွားပြီပေါ့ဗျာအချိန်တိုအတွင်းမှာပဲဒါအောင်မြင်မှုရလိုက်တယ်ပေါ့နော်အဲ့တော့စစ်ကောင်စီအတွက်နောက်ထပ်ထိုးနှက်ချက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုထပ်ပြီးတော့ဖြစ်သွားစေတယ်အင်အားအရာမှဆိုလေဒီနေကံပြွာကုန်းကတတ်မှအဆင့်ခန်းစစ်ပြင်ထားဖြစ်တဲ့အတွက်ပေါ့နော်အင်အားထောင်နဲ့ချီရှိတယ်အဲ့လိုကုန်းကနေပြီးတော့အင်အား100ကျော်လောက်အခုလိုမျိုးလစ်သွားတယ်ဆိုတော့ဒါဘလို့ပဲဖြစ်ဖြစ် လာမှာပြဿနာတွေလာမှာလာမှာဆိုတော့ဘာလို့အဲ့လိုပြေးရတာလဲအဲ့မှာဦးစီးပြီးလုံနေတဲ့ကောင်ကအဲဘယ်ဘက်ဆင်ကလဲဘာလဲလာမှာလာမှာဘယ်ဘယ်ကောင်မှတာဝန်ရှိလဲဘယ်ချိန်ကလစ်သွားတာလဲမင်းတို့ကမသိရဘူးလားအဲအဲ့လိုတွေလာမှာတော့ချက်ဒါပေမဲ့သူတို့တော့ထူးဆန်းတော့မဟုတ်တော့ပါဘူးအဲ့မှာရှိတဲ့ကောင်တွေအကုန်လုံးကမှင်နေတယ်ထိနေလောက်ပြီအဲ့တော့ဘယ်လိုပဲဖြစ်အဲ့ဖြစ်စဉ်ကိုဒါကျွန်တော်သုံးသပ်မယ်ဆိုရင်ဒါခုနကပေါ့နော်စိတ်ဓာတ်တွေကြာဆင်းနေတယ်စစ်ကောင်စီဘက်ကကောင်တွေစိတ်ဓာတ်တွေကြာစိတ်ဓာတ်ကြာဆင်းစေတဲ့အကြောင်းအရာတွေအမျိုးမျိုးရှိတယ်ဒီကြားရတဲ့သတင်း ကြားရတဲ့သတင်းဆိုတော့ကျွန်တော်ရှေ့ကခုနပြောခဲ့သလိုပေါ့နော်အာခတ်တက်တော် A နဲ့ BD အဖွဲ့တွေကဘလို့တိုက်ခဲ့တာသူတို့တိုက်ပြီဆိုရင်တော့ဘလို့မျိုးစစ်ကောင်စီဘက်ကတေကြကြေကြတာဟာငါတို့ဘက်ကကောင်တွေတော့ A နဲ့ကြုံရပြီဆိုရင်တော့တေတော့မှာပဲဟာ PDF လာရင်တော့ပြေးရတော့မှာပဲအဲ့စိတ်တွေဝင်နေတာသူတို့စိတ်တွေကြားတယ်ငါတို့စီကိုဘယ်တော့ရောက်လာမလဲဘာဖြစ်လို့လဲဆိုရှေ့ကနေတောက်လျှောက်တောက်လျှောက်ကျုံးလာခဲ့တာလေသူတို့စီကိုရောက်လာပြီဆိုတော့သူတို့စီကိုရောက်ဖို့အတွက်ရှေ့မှာအများကြီးတိုက်ခဲ့တာအားကတော့အင်းနဲ့ဗီဒီယိုတွေကအများကြီးတိုက်ခဲ့တာ အတိုက်ခဲ့တော့ဒီကိုရောက်လာပြီဆိုရင်ငါတို့လက်ရှိရကောင်တွေလို့ကြုံရမှာလားမသိဘူးပြီးရင်ငါတို့ကိုပေးထားတဲ့ကောင်တွေအဲလာပြီကြည့်လိုက်အောင်ဟာဟိုမှာလာမလုတ်တဲ့မကင်တဲ့ကောင်တွေဟာပါစတွေဟာပြီးရင်ဒါအတူအပြက်တွေတရားရတဲ့ကောင်တွေငါဒီကောင်တွေနဲ့ဘလို့တိုက်ရမှာလဲဆိုတော့ဒီခေါင်းဆောင်တွေရဲ့စိတ်တကြဆင်းမှုတွေပါတယ်စစ်သားချင်းချင်းကြားထဲမှာလဲအာညာဘက်ကြည့်လိုက်ရင်အတူဘယ်ဘက်ကြည့်လိုက်လဲအပြက်ရက်ကမေးမေးမဲ့ကောင်ကလေဟာအတေးလေးကမထွက်ဘူးအဲကျတော့တေချာပေါက်ဒီကောင်နေစိတ်တကြကောင်ဆောင်စိတ်တကြပြီဆိုတော့သွားပြီ ီးတော့ရောက်လာတဲ့ထိုးစစ်တွေကလည်းညံတယ်ဗျအာတလိုင်းတပ်ဖွဲ့တွေရဲ့ထိုးစစ်တွေကလည်းပေါ့နော်ပြီးရင်ခံမှန်းလို့မရဘူးပေါ့နော်ဒါ view ပါပဲပေါ့နော်ဒီနေရာကိုတိုက်မယ်ဆိုပြီးတော့သူတို့တေချာပေါက်စစ်တွေပြင်ကြတယ်ဒါမဲ့မဟုတ်ပတ်ပြီးတော့ပြင်းသွားတယ်တခြားတနေရာဟာပါွားပြန်ပြီဟာကျုံးခံလဲရပြန်ပြီအာသူတို့တော့ကြော်ပြီးတော့သွားကျိန်နေတာရှိနေပြီဗျာအဲ့လိုဆိုတော့ဒီကောင်ကြီးကြောက်တာပေါ့ဟာငါတို့နောက်ဆုံးကြရင် wipe back ပိတ်ဆို့ခံနေရပြီနောက်ဆုံးကြရင်ငါတို့ ဒါဘလို့ပဲဖြစ်ဖြစ်ငါတို့အရှုံးပေးရတော့မှာနည်းနည်းချရတော့မှာအဲ့ခါကျရင်ငါတို့တိမ်မလားမသိဘူးအဲ့တော့စောစစ်ကြီးပြေးမယ်ဆိုတော့စိတ်မျိုးကြီးလည်းဖြစ်မယ်ပေါ့နော်နောက်တစ်ခုကတော့အထီးကိုက်များတာပေါ့နော်ထီးကိုက်များဆိုတော့အခုနောက်ပိုင်းမှာစစ်ကောင်စီကအေးတဲထုတ်တဲ့အပိုင်းတွေအရင်တုန်းကတော့ဒါဒဏ်ရာရတဲ့ကောင်တွေကိုတဲထုတ်တဲ့အပိုင်းတွေရှိတယ်ဗျာအဲရဲအချင်းတွေတုံးပြီးတော့တဲထုတ်ရတာမျိုးတွေရှိတယ်ဘာဖြစ်လို့လဲဆိုတော့မြေပြင်လမ်းကြောင်းတွေကပိတ်ကုန်သွားပြီ ရှိမှဒါရခိုင်ပြည်နယ်ကမြို့နယ်16မြို့နယ်သိန်းတဲ့အချိန်လုံးကလည်းတကယ်ကိုကြောက်မန်းလိလိအဲအဲ့လိုမျိုးလှုပ်ခဲ့တာတွေလည်းအများကြီးရှိတာ哦ရှိတော့ကြတော့အဲ့ချိန်လုံးကဒဏ်ရာရတဲ့ကောင်တွေမြင်သူတို့မြင်ရမှာပဲအာအိုနာဂျိုကန်ထော်ဂျိုးတွေအသက်ကြီးရွယ်အိုတွေအာပေါင်မှဒဏ်ရာနဲ့မပြေးနိုင်ဘူးဟာခြေတော်ကျိုးနေတဲ့ကောင်ဒီတို့တိုက်ဆွဲပြီးတော့သွားရအဲ့လိုကောင်မျိုးတွေဘလိုမျိုးသုံးသက်တယ်လဲဘလိုမျိုးဖြစ်တယ်လဲသူတို့သိကြပါဘောနော်အဲ့လိုကောင်မျိုးတွေကိုမှဆွဲမထုတ်ဘဲနဲ့ထားခဲ့တာဘောနော်အဲအခုဆိုလဲဒါသူတို့စီမှာအဲ့လိုဒဏ်ရာရတဲ့ကောင်တွေကရှိနေတာတောက်လျှောက်ဈေးဝါမလုံလောက်ဘူးတချို့ဆိုရင်ခြေတော်တွေ ဖြတ်ပစ်လိုက်ရပုတ်ကုန်လို့ပေါ့နော်ဖြတ်ပစ်လိုက်ရတယ်အဲဒဏ်ရာရတဲ့ဟာကမကုသနိုင်တဲ့အတွက်ဒီဟာကလိုက်စားပြီးတော့ဒါဖြတ်ပစ်လိုက်ရတာရှိတယ်ဆိုပြီးတော့လည်းသိရတယ်ပြီးတဲတဲ့ကောင်းနေပါတယ်အမျိုးစုံပေါ့ဗျာအဲရှေ့တန်းမှာဒါဒုက္ခရောက်နေကြတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဒဏ်ရာနာတရားဖြစ်တဲ့ကောင်အဲ့လိုမျိုးဒဏ်ရာနာတရားဖြစ်တဲ့ကောင်တွေကိုဘေးနားမှာအတူတူကြီးရှိနေတယ်ဆိုရင်ကိုပဲဘေးကကောင်စိတ်တကြအဲ့ဆိုညီးနေတာလေသူကအာနားလိုက်တာအာကျွတ်ကျွတ်အာကိုက်လိုက်တာဟာအဲ့လိုမျိုးပုံစံမျိုးနဲ့ညီးနေတာဆိုတဲ့အတွက်ဟာ ်နေကြပေါက်ကြားတဲ့ကောင်စိတ်ရတဲ့ကြောင်ပဲတချို့ဆိုပြောမှာပဲအာငါ့ကိုပြစ်တက်လိုက်ပါတော့ဘာဖြစ်လဲညာဖြစ်လဲအဲ့လိုပုံစံမျိုးတွေကဆာဖြစ်မှာပေါ့နော်အဲ့ကျတော့ဒီလိုမျိုးအခြေအနေတွေကိုသူတို့ရင်ဆိုင်နေရတာဖြစ်တဲ့အတွက်စိတ်ရတွေကကြာဆင်းတယ်ပြီးတော့နေ့စဉ်တိုက်ပွဲဖြစ်နေတာရှိနေ့စဉ်တိုက်ပွဲဖြစ်မှာပဲဘယ်နေရာမှာတော့ဖြစ်နေပြီသူတို့နေရာမှာမဟုတ်ဘူးဆိုရင်တော့မှတခြားနေရာမှာရှိတယ် ဒါပေမဲ့သူတို့နေရာကလည်းတကယ်အဓိကနေရာတွေဖြစ်လာတဲ့အတွက်နေ့စဉ်တိုက်ပွဲရှိတယ်အနည်းဆုံးတော့လက်နက်ကြီးလာပစ်တာတွေ drone ကျဲတာတွေလုံပါပဲသူတို့ဘက်ကလည်းလုံပါပဲအဲ့တော့တိုက်ပွဲတွေကြားထဲမှာနေ့စဉ်နဲ့အမျှအဲ့လိုမျိုးကြီးဒါခေါင်းမဖော်တဲ့နေနေရပြီဆိုရင်လည်းကသူတို့တွေမှာစိတ်တိမ်မိုးကြက်ဖိစီးမှာပါဗျာဒီကတော့ဟာဆက်သွေးမြောင်းနေပါပဲနေရတယ်ဟာစားလည်းဒီထဲပဲပါလည်းဒီထဲပဲတိရမအိတ်လည်းဒီထဲအိတ်တော့အေးရမှာမဟုတ်ဘူးဟာအဲ့လိုမျိုးဆိုတော့ဒါနေ့စဉ်တိုက်ပွဲဖြစ်တဲ့အခါမှာသူတို့တွေရှင်သန်ရည်ဖို့အတွက်ခက်ခဲလာတယ် ။အဲအဓိကတော့ဘယ်ချိန်မှာဘာလာမလဲဆိုတော့စိုးရိမ်စိတ်ကြီးနဲ့ဒါသတိအညက်နေနေရဖိစည်းတာပေါ့နော်။အဲပြီးတော့ကောင်းကောင်းလည်းမစားနိုင်အာဟာရတွေချို့တက်လာမယ်ပြီးတော့အစားအသောက်နဲ့ပတ်သက်တာဆိုရင်စိုးရိမ်နေရလို့ပြောရသေးတယ်။ဒီကောင်းကလေရင်စိတ်ပူစရာမှမလိုတာဖိုက်တာလားမလားစိုးရိမ်စရာလည်းမလိုဘူး။ဝိုင်းသွဲဘုံကျဲမလားဆိုတာစိတ်ပူစရာလည်းမလိုဘူး။ရှက်တဲ့နဲ့လေဒါစိတ်ကောင်းစီက အောက်ကနေပြီးတော့လမ်းကြောင်းကနေပြီးတော့ဒါရိတ်ခါပို့ပေးနိုင်တာမျိုးမရှိတဲ့ခါကျတော့ဒါရဲရင်နဲ့ပို့ပေးတာရရှိမယ်လေရင်နဲ့လာကျေးချပေးတာရရှိရှိမယ်ဒါပေမဲ့အဲ့ဟာတွေကလည်းအကုန်လုံးရောက်တာမဟုတ်ဘူးပြီးရင်လုံလုံလောက်လောက်ပေးနိုင်တာမဟုတ်ဘူးပိုရှန်အောင်ပေးနိုင်တာမဟုတ်ဘူးပေါ့နော်စစ်ကောင်စီရဲ့လာပို့တဲ့ရိတ်ခါဆိုတာတိတဲ့အတိုင်းပဲနာမမခောက်ဆွဲကြောက်လို့အာရှူးချက်လက်ဖက်ထုတ်လို့ပြီးရင်ဆေးဘောလေးတို့ဘာလို့အဲအဲ့လိုမျိုးဟာလေးပဲပေးနိုင်တာဒါဒီ game ပြည်နယ်တဲကတွေ့ရမလား ဒါပြောမှုလာပို့ပို့တယ်မုံတယ်ဝမ်း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 မုံပါတော့အဲ့လိုပုံစံမျိုးလေးပဲလှုပ်ပေးနေတာဖြစ်တဲ့အတွက်သူတို့မှအာဟာရမပြေဝဘူးကောင်းကောင်းမုံလုံလုံလောက်လောက်ပို့ပို့ရှဲရှဲမစားရဘူးအဲ့ဒီဟာတွေကတတိတတိသူတို့ကြုံနေရတဲ့အာဟာရအကုန်လုံးကဒုက္ခတွေဆင်းရဲတွေဖြစ်နေတာအဲ့ဒါကြောင့်မလို့ကိုစိတ်တက်ကြဆင်းတာတွေရှိတယ်ပေါ့နော်နောက်တစ်ခုကအထက်နဲ့အောက်ဖြီးအားတွေရှိနေမယ်ပြဿနာတွေရှိနေမယ်အဲ့ဒါကြောင့်မလို့လေဒီလိုမျိုးပဲအေးအေးယူခံရမှာတွေဘာတွေညာတွေမစင်စားတော့ပဲနဲ့လက်ချသွားဟုတ်တယ်လေ ဟိုဒီလိုမျိုးကြီးပေါ့နော် online ကြီးကျင်းလိုက်ကြီးလစ်မယ်ဆိုရင်ဒါတို့တွေဘာလုပ်ခံရမလဲအဆစ်ထောင်ချအာတီတံပေးရင်ပေးခံအဲ့လိုပုံစံမျိုးကြီးရှိတယ်ဆစ်ကောင်စီကဒါလုတ်တဲ့ပြစ်မှုနဲ့ပေးတဲ့ပြစ်ဒဏ်ကိုမမျှတအောင်လုပ်ထားတာ တကယ်ကိုကြီးကြီးလေးလေးလှုပ်လှုပ်ထားတဲ့ပုံစံမျိုးပေါ့ဗျာဒါပေမဲ့အဲ့ဥစ္စာတွေကိုတော့မှမမှုတော့ဘဲနဲ့ထွက်ပြေးရတဲ့ဆိုနေကသူတို့ရဲ့ကြားထဲမှာပေါ့နော်ဒါအလုတ်ရဲ့ဖီစီးမှုတွေရှိတယ်အဓိကတော့မင်းမလုံနိုင်ဘူးလားမင်းမချနိုင်ဘူးလားမင်းစီမှာအင်အားဘယ်လောက်တောင်ပေးထားတာမင်းစီမှာလက်နက်ကြီးဘယ်လိုတပ်ဆင်ပေးထားတာအမေးစီမှာစနိုက်ပါတွေဘယ်လိုထည့်ပေးထားတာအဲ့ဒါတော့ကမင်းမလုံနိုင်ဘူးလားဆိုတဲ့ပုံစံမျိုးနဲ့တောက်လျှောက်ခံရဒါပေမဲ့အဲ့လိုခိုင်းတဲ့ကောင်တွေကသူတို့ဘေးနားမှာလာပြီးတူတူတိုက်ပွဲဝင်မဲ့ကောင်တွေမဟုတ်ဘူးဟိုးအပေါ်ကနေပြီးတော့နေနေပြီးတော့ဒါအေကွန်ခန်းတွေကနေခိုင်းနေအဲ့အဲ့ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်အောက်ကောင်တွေက ပေါက်ကွဲတာပေါ့သိရမလားအဲ့လိုခွန်ဒီမှာဖြစ်နေတဲ့ဟာကြတော့တို့မသိဘူးဘာလို့လုံနေရတဲ့ဟာတွေခံစားနေရတဲ့ဟာတွေတို့နားမလည်ဘူးတို့ဖြစ်ချင်တာပဲသိတယ်ဆိုတဲ့စိတ်တွေကအမြင်နဲ့ရှိအဲ့တော့နားလည်ရမှာ အကောင့်နေအဲ့လိုစောက်ချိုးချိုးတဲ့အကောင့်တွေတော်လန်နေတာငါတို့ကမင်းတို့လည်းတော်လန်တဲ့နေအဲ့တော့ဘလို့မှစိတ်တွေကတက်ကြွစရာအကြောင်းမရှိဘူးပေါ့နော်ပြီးတော့ ID ရခိုင်ဘက်မှာဒါတာဝန်ကြခဲ့ဘူးတဲ့စီစီယံဘုံဘုံတယောက်နဲ့ကျွန်တော်တွေ့ခဲ့ဘူးတဲ့ဆက်သွေးရဘုံဘုံတယောက်ပါနော် အတူကိုအဲ့လိုမျိုးဒါဂုံးတစ်ခုမှာရှေ့ point ကာကင်းတစ်ခုမှာအခုလိုမျိုးပုံစံပဲအဲ့လိုထုတ်ထားထုတ်ထားတဲ့အချိန်မှာသူ့ကိုဘာဘာတွေပေးထားလဲဆိုတော့အဲ့လိုလက်နဲ့ကြီးဘာညာအကုန်ဆုံးပေးထားဒါပေမဲ့အဲ့နေရာကိုတွားပြီးပြီဆိုတာ ਨੇ သူကအနောက်ကိုပြန်ဖို့အတွက်ဆိုတာမဖြစ်နိုင်တော့ဘူးလေအဲ့လိုမျိုးကြီးလုံးဝကိုဘာမှပြန်မကြည့်တော့ဘူးအဲ့မှာရှိပါလေဆိုတာအဲ့ဂုံးမှာသူနဲ့တူတူရှိပါလေဆိုတော့ကောင်းနေအဲ့မှာသပင်းရွှေကြီးနဲ့ရောကာလိုလိုပါလုံးလုံးနဲ့ပေါ့နော်လုံးဝနှစ်ပေါက်နေနေရတဲ့ကောင်းနေမပြန်ရတဲ့ကောင်းနေစိတ်တဲ့တွေကကြာစင်းနေပြီးတော့အဲ့လိုမျိုး ဘာခိုင်းလို့ခိုင်းရမှာမသိဘူးခိုင်းရင်လည်းသိရမလားအာခိုင်းပြန်ပြီဆိုတဲ့ပုံစံမျိုးနဲ့ပြန်ကြည့်တာတော့ပါအဲအဲ့လိုသူတို့ရဲ့စိတ်ဓာတ်တွေကဗျာအဲ့လိုကြာရှင်းပြီးတော့ဗောနော်အာအလုံးကြမှုတွေအပြည့်နဲ့သူတို့ရဲ့ခေါင်းဆောင်ကိုအစားပြန်ပြီးတော့ဒါအနေရပေးမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတာလေမြန်မာနိုင်ငံရဲ့စတန်ဒါအာမီလို့ပြောတဲ့စစ်တပ်ဟာအချက်သိခါမရှိတရေပေါ်ကြောင်တဲ့လုံရက်တွေကိုလုံနေပါတယ်အခုဒီစီမီပူဇော်ပွဲမှာပုံကျဲတယ်ဆိုတဲ့အရာဟာအမှားဖြစ်ပါတယ်ဒီပွဲကြောင်သူတို့ပုံကျဲတာမဟုတ်ပါဘူး တခြားဘာမှမဖြစ်တဲ့စစ်မဖြစ်တဲ့နေရာတွေမှာလည်းဘုံကျဲတာပါပဲစာတင်ကြောင်းနေဘုံကြီးကြောင်းနေဆေးရုံတွေသူတို့ကျဲတာပဲညလူအိတ်ချင်းဆိုလဲဝိုင်တွဲကြီးအပေါ်မှာတဝဲဝဲလဲတယ်ဝုံဆိုပြီးတော့ jet fighter ကြီးရောက်ချပြီးတော့ဘုံကျဲလိုက်တာပဲပြည်သူတွေအိတ်ချင်းအပြစ်မဲ့တဲ့သူတွေပြစ်ချတာပဲဘာလို့လဲသူက PDF တွေကိုမတိုက်နိုင်ဘူးအဲအကြောင်းပဲပြည်သူတွေနဲ့တွေးခွဲဖို့ PDF တွေရှိလို့ဆိုတာအကြောင်းပြပြီးတူတူတိုက်ခိုက်တာပဲဒါအခုကိုစီပြောထားတဲ့ဗီဒီယိုလေးကိုကြည့်အောင်စီမီပူဇော်ရင်ကောင်းကောင်းပူဇော်ဖို့ဘာဖြစ်လို့ဘာစီမီတပိတ်လှုပ်လဲစီမီတပိတ်လှုပ်တော့ဘုံကျဲခံရမှာဖို့ဆိုတဲ့လူတွေနော်စီမီပူဇော်တာကိုဖယားမှမပူဇော်ဘဲနဲ့နော်ဒီလိုနေရာမှာပူဇော်လို့ဘုံကျဲခံရတယ်လို့ပြောတဲ့လူတွေတွားခေါ်လာပါတစ်ချက်ခေါ်လာပေးပါကုန်လုံး အဲ့ဒီလူတွေတစ်ချက်ခေါ်လာပြီးစုပေးပါနည်းနည်းပြောပြခြင်းလို့နော်အဲ့တော့စီမီးပူဇော်လို့ဘုံကျဲခံရတာဆိုရင်အခုတမအသက်9နှစ်ကနေအဲအသက်6နှစ်ကနေ17နှစ်အထိကလေး9ရောက်ပြေသွားတယ်စီမီးလည်းမပူဇော်ဘူးတိုက်ပွဲလည်းမဖြစ်ဘူးဘာမှမဖြစ်တဲ့ရွာကိုလာကျဲသွားတာအဲ့ဒါကြတော့မင်းတို့ဘယ်လိုပြောအောင်မလဲမေးကျင်လို့နော်ဟာလားစီမီးပူဇော်ငပောက်ကပြောထားတဲ့အမှနော်ပါရာဇီကရွှေချာငပောက်ပါရာဇီကရွှေချာငပောက်ကဘာပြောထားဆိုတော့ စီမီးပူဆိုတာတဲ့စီမီးပူဆိုဖះမှာပူတော့တဲ့ဟာဒီမြမပြည်သားတွေဟာတည်င်းကျွတ်ရက်ကိုသူများနယ်တွေတော့မတည်နော်ကျွန်တော်တို့ဒေတာတွေမှာဆိုရင်တည်င်းကျွတ်လာပြည့်တညနဲ့လာပြည့်ကျော်တရက်လာပြည့်ညမှာဖះလဲကြတယ်ဖះလဲဆိုတော့ဖုံးချောင်းကလဲဖုံးချောင်း၄ချောင်းရှိတယ်ဖះလဲတဲ့ချောင်းဝဲဆွဲတော်လဲတဲ့ချောင်းဝဲအလူလဲတဲ့ချောင်းကြီးလာပြညာဆိုဖះလဲလဲပြန်လာရင်ကိုခြံဝင်းအိမ်ဒီမှာမိဘကအစုံအိမ်ရှိအသက်အစင်းเนาะခြံထဲကတစ်ပင်ဒီမှာ ဖျောင်းတိုင်း၄90ထုပ်ကောင်းအောင်မီးလိုက်ထုံးတာရမ်းပျော်အဲ့ရက်ကြရင်နော်တွေ့ရနေလိုက်ထုံးတာမီးကိုနောက်ဆုံးညှုံးထောင်နဲ့ငါးဖမ်းနဲ့ရင်းတိုင်းမှာကစားထုံးတယ်နော်ဒါအချမ်းနယ်တွေတော့မတည်ဘူးကျွန်တော်တို့နယ်ဘက်ကဒလေးတထဒရင်ကျွတ်လက်ပြကျော်တရက်နဲ့ဆိုလေဒီအတိုင်းပဲမီးထုံးတာအဲ့လိုလိုက်ထုံးတာခလေးဆိုတော့သိရမလားနည်းနည်းဟိုလူပြိုရွယ်မဖြစ်ဖြစ်တတ်ရွယ်တစ်ပင်နေပါလေတက်တက်တဲ့အရွယ်ဆိုရင်ဘာလို့လဲဆိုတော့မီးပေါင်းကြီးလုပ်ပြီးဟိုတစ်ပင်ပေါင်းကျိုးနဲ့တက်ချိတ်ပြီးတော့အဝေးရဲ့ဝတ် channel တမားတွေဆိုအဝေးရဲ့မြင်တစ်ပင်ပေါ်မှာမီးဘုံမြင်အောင်လို့နော်မီးဘုံမြန်နေလွတ်ကြတယ်ရွာလွတ်တဲ့မီးဘုံမြန်တို့လက်ကွက်ထဲလိုက်ဖမ်းကြတယ်မီးထွန်းတာမှာတထန်လုံးအိမ်နာစာထွန်းတယ်ကျွန်တော်ဆိုအိမ်နာထွန်းတယ်နွားယုံထွန်းတယ်ဝက်ချံထွန်းတယ်ကြက်ယုံထွန်းတယ်ဘဲချံထွန်းတယ်နော်အဲအကောင်အကောင်လိုက်ထွန်းတာနောက်ဆုံးကျွန်တော်ပြောသလိုငါးဖမ်းတဲ့ရင်းရင်းချတဲ့ပြောင်းတိုင်မှာကစားတော့ထွန်းတယ်နော်အဲ့တော့မီးထွန်းတဲ့လူကိုပြစ်တယ်ဆိုတော့ဒီမီးထွန်းတဲ့နေရာမှာ စီမီတပိတ်ပဲလို့ဘာပဲလို့သူတို့ဒီသူတို့အခွင့်ရေးတယ်သူတို့ကြိုက်တဲ့လူသူတို့နှစ်သက်တဲ့လူကိုလွတ်မြောက်ပါစေဆူတောင်းမယ်ကျမ်းမာပါစေဆူတောင်းမယ်ဒါမှလူတိုင်းလုံးပိုင်ခွင့်ရတဲ့အခွင့်ရေးလေအဲ့ဒီအခွင့်ရေးလို့တော့ဘုံကျဲတာလို့ပြောတယ်ဒီပါဇက်တွေကိုကျွန်တော်အံ့ဩတယ်ဟာသူတို့တွေသူတို့စကားမျိုးကိုပြောထွက်တယ်နော်ကိုတန်ဖို့ကိုအမက်ခံပြီးတော့ ဒီလိုစကားမျိုးပြောထွက်တဲ့အဲ့ဒီပါစီကငပေါ့လိုမျိုးកောင်မျိုးတွေနောက်ရှိပါသေးတယ်စီမီးတစ်ပုဒ်တစ်ပိတ်လုံးလုံးကျဲခံထိရတာလေလာနေတော့ငါဥပ္ပံတနေ့ဖြတ်ရမယ်နတ်ထောင်ပါနော်စီမီးတစ်ပိတ်လုံးလုံးကျဲခံနေဆိုရင်ဓမ္မခလေးတွေချီးတော့ဖင်ဖင်မချီးမစင်သေးတဲ့အရွယ်လေးတွေနော်ဘာမှလည်းစီမီးတစ်ပိတ်လည်းမလုပ်ဘူးတော်လိုင်းရေးလည်းမလုပ်ဘူးငါးနှစ်ကနေ၁၇နှစ်အရွယ်၁၇နှစ်အရွယ်ခလေးတွေနော်ငါးယောက်ပြေသွားတယ် ဲ့တရင်တချို့ကြည့်ပါဦးမွန်ပြည်နယ်ဘီလင်းမြို့နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမုံမိတ်မြို့နယ်တို့ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုပြည်သူ၁၂ဦးသေဆုံးပြီး၁၂ဦးပြင်းထန်ဒဏ်ရာရရှိကြောင်းသိရပါဗျ။မုံပြည်နယ်ဘီလင်းမြို့နယ်ပြင်းမပင်စစ်အနောက်ကျေးရွာသို့စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ပုံကျဲခဲ့ရာပြည်သူ၄ဦးပွဲချင်းပြီးသေဆုံးကြောင်းဒေသအခံပြည်သူများကရန်ကုန်ခက်တဲ့တရင်ဌာနတို့ပြောဆိုပါဗျ။ည၈နာရီ၂၀မိနစ်မှာလင်းနဲ့ဘုံလာကျဲတာပါ။ ဒဏ်ရာရတာခုနှစ်ဦးမှာတုံးဦးကအရေးပေါ်အတန်ဒီရယ်စိုးရိမ်နေရတယ်လို့ဒေတာခံပြည်သူတွေကပြောပါတယ်။အလားတူယမန်နေ့ည9နာရီဝန်းကျင်အချိန်ရှမ်းပြည်နယ်မြောက်ပိုင်း TNL ကတင်ပိုက်ထားသောမိုးမိန်မြို့နယ်ဝဲကောင်းကျေးရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ပေါင်း150ပုံ၃လုံးလာရောက်ကျဲချခဲ့ကြောင်းသူတို့ကျဲချမှုကြောင့်ကလေးငယ်အုပ်ပေါင်းပြည်သူ9ဦးတေဆုံးခဲ့ကြောင်း TNL ကသတင်းထုတ်ပြန်ပါတယ်။ အလားတူအော်တိုဘာ9ရက်နေ့တွင်လည်းကြောင်မဲမြို့နယ်မိုင်းလုံမြို့မဟုံးကျေးရွာသို့စစ်တပ်ကလေကြောင်းဖြင့်ပေါင်း150ဘုံနှလုံးကျဲချတိုက်ခိုက်မှုကြောင့်ကလေးငယ်တအူးပါဝင်ပြည်သူလူထု10ဦးသေဆုံးခဲ့ပြီး3ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ဗမာလဲစစ်ပွဲပြုံညရည်ကြီးတဲ့ညပစ်လိုက်မနဲ့ပစ်လိုက်အချိန်မပြည့်တာပဲဒီကောင်တွေဒါပြည်သူတွေကိုထိခိုက်စေတဲ့ရွယ်ချက်နဲ့ပဲလုပ်နေတယ်။ပြည်သူတွေညမိတော့မထွန်းရဲဘူးလေ။ ီလောက်ပြင့်နေတာတမာကအဲ့ဒီဘီလီမျိုးနဲ့ပြင်းမဲ့မဲ့အနောက်စိတ်ရွာမှာတေွားတဲ့ငါးဦးမှာအသက်6နှစ်ကနေ12နှစ်ကြာခလေး9ယောက်တမာအဲ့ဒီခလေးတွေနော်ကြည့်အဲ့တော့အဲ့ဒီခလေးတွေကဘာဟိုဇကဝနေ့မှာဘုံတို့ကြီးပါမှာကြာတော့ဘာဖြစ်လဲစီမီတပိတ်လို့လို့ကျဲတာတဲ့အဲ့ဒီဘုံတို့ကြီးရမှာစီမီတပုတ်လို့လို့ကျဲတာဆိုတော့ရွှေချငပောက်ကစပြီးတော့အဲ့ဒီရက်ွက်ကနော်ဒီအတန်းစားတွေအားလုံးကိုထက်ခေါ်ပြီးပြလိုက်ပါ ဒါရောဘာဖြစ်လို့ကျဲတာလဲနားထောင်ခြင်းလို့လို့နော်နင်တို့ပြက်မဲ့ဟာတာပြက်လုံးလေးကိုနားထောင်ခြင်းလို့ဒါရောဘာဖြစ်လို့ကျဲတာလဲလို့အဲ့ဒီကလေးတွေကနင်တို့ရဲ့တားသမီးတွေနင်တို့ရဲ့တူတူမတွေမဖြစ်ပါစေနဲ့နော်အဲ့တော့တေွားတဲ့အခုလက်ရှိစစ်တပ်ကဘုံလိုက်ကျဲနေလို့တေတဲ့တဲမှာအဲ့ဒါလို့စကားပြောတဲ့နော်မိသားစုတွေနော်ဆွေမျိုးတားချင်းတွေမဖြစ်ပါစေနဲ့ဆုတောင်းပေးပါလေဘာလို့ဆိုကိုချင်းစာတရားဆိုတာကိုထိမှကိုတိကြတယ်နော်အဲ့တော့စစ်တပ်ကအခုဘာလိုက်လုပ်တာလဲ တော်လန်ရင်အင်အားစုတွေစစ်တပ်ကဘုံကျဲလို့ပိုးစိုးပက်ဆက်အစုလိုက်အပြုံလိုက်တေးရတာကြားဘူးလားမြင်ဘူးလားစစ်တပ်ကလည်းမကျဲတယ်လို့ကျဲတယ်ထိလို့မရဘူးဘာဖြစ်လို့လဲတော်လန်ရင်အင်အားစုတွေဆိုတာညဘက်အိတ်တောင်တဏျာတအိမ်ထဲမှာပုံစုပုံပြီးတော့အိတ်လို့မရနော်ကင်းထိုးတဲ့လူကကင်းထိုးရတယ်ပခက်နဲ့ချောက်ပြီးတော့တမင်အောက်တွေအိတ်အိတ်တဲ့လူကအိတ်ကတယ်မိုးရီထဲမှာတာလဘတ်ချုပ်ပြီးတော့အိတ်တဲ့လူကအိတ်ကတယ်အဲ့ဒီအတွက်တော်လန်ရင်အင်အားစုတွေဆိုတာသစုတဲ့တနေတယ်နေတာမဟုတ်ဘူးဒါက အဲ့ဒါပဲတော်လိုင်းရင်အားစုတွေကတနေရာထဲမှာဘယ်တော့မှအကြကြမနေဘူးသူတို့နေရာခဏခဏပြောင်းတယ်ဆိုတော့ဟိုကလည်းရှာလို့မြောင်းလေးဆိုတော့မတတ်နိုင်ဘူးရှယ်ရန်ရန်ပြပြသူတွေကိုပဲပြစ်နေတာသူစစ်တပ်ကလည်းကောင်းကောင်းသိတယ်ဒါပေမဲ့သူတို့ပြစ်တာလဲတော်လိုင်းရင်လက်နက်ကင်တွေကိုပြစ်တာမဟုတ်ပါဘူးသူတို့အခုလက်ရှိစစ်တပ်လေရင်နဲ့ဘုံလိုက်ကျဲနေတာ PDF တွေတိုင်းနာလက်နက်ကင်တွေကိုကျဲတယ်လို့ထင်ကြတယ်ထင်မှားလိုက်မယ်နော် တီသူကိုကျဲတာတမင်တက်တက်တီသူကိုပြစ်မှတ်ထားပြီးကျဲတာဒီစကားပြောရင်ငြင်းအောင်မဟုတ်ပါကောင်တွေမငြင်းနဲ့နော်ဘာဖြစ်လို့ကျဲတာလဲစစ်ကိုကြောက်အောင်တက်ပြတာနော်စစ်ကိုခေါ်ရင်စစ်လာမယ်ဆိုတဲ့စကားဒီကောင်တွေပြောခဲ့တယ်အလကားပြောတာမဟုတ်ဘူးနော်ခင်ဗျားတို့ကသူတို့လုပ်တဲ့အလုပ်တွေပြောတဲ့ပြောတဲ့အလကားပြောတာအောင်မင်းရည်ရွယ်ချက်ရှိရှိပြလို့တယ်အဲ့ဒီစစ်တပ်ဘက်မှာပေါက်ပန်း50စီစဉ်မှုမရှိဘဲပြောလို့မရဘူးဇော်မဲလုံးပေါက်ပန်း50ထွက်ပြောနေတယ်ဆိုတာတမင်တက်တက်ပေါက်ပန်း50ပြောနေတာ နော်ဇော်မဲလုံးစောက်ယူပါမင်းအောင်လိုက်စောက်ပေါ်ပါဆိုမထင်နဲ့နော်အဲ့ဒါတွေကတမင်တက်တက်လုပ်နေတာနော်အဲ့တော့ကျွန်တော်တို့ပြောချင်တာကဒီတီတူကိုလိုက်ကျဲတာဘာဖြစ်လို့ကျဲတာလဲစစ်ကိုကြောက်အောင်လို့ဟာငါတို့ဒေတာမှာတော်လိုင်းတက်တွေလာလို့ရှိရင်စစ်တပ်ကဘုံလံကျဲမယ်အဲ့တော့တော်လိုင်းတက်တွေကိုလက်မခံနဲ့အဲအဲ့လိုဖြစ်အောင်လို့ဒါကလူဘိန်းနေနဲ့တွေးမယ်ဆိုမှန်တယ်နော်ဟာတော်လိုင်းတက်တွေရှိတော့စစ်တပ်ကဘုံလံကျဲတာတော်လိုင်းတက်ရင်မရှိမကျဲဘူးလို့ထင်ထင်လိုက်မဟုတ်ဘူး မဟုတ်ဘူးသူတို့အုပ်ချုပ်တာကိုမခံတွေ့အကျဲမှာမယုံလို့ရှိရင်လက်ရှိစစ်တပ်အုပ်ချုပ်ထားတဲ့မြို့တွေမှာခင်ဗျားတို့ထားပြီးတော်နိုင်ကြည့်ပါဟမ် PDF ဆိုတာကဘယ်ရလာလဲအဲ့လိုပဲလေမခံနိုင်လို့ထတ်တော်နိုင်တဲ့လူတွေလေအဲ့တော့မခံနိုင်လို့ထတ်တော်နိုင်ရင်ဘာလုပ်လဲဘုံကျက်တက်ပြစ်တယ်သူတို့အုပ်ချုပ်တာကိုခံမရမှာအဲ့တော့သူတို့အုပ်ချုပ်တာဘယ်လိုအုပ်ချုပ်လဲအားလုံးမြင်တဲ့အတိုင်းပဲနော်အဲ့တော့ပြည်သူတွေကိုတမင်တက်တက်ကိုစစ်ရေးပြစ်မှတ်ထားပြီးပြစ်တတ်နေတယ်ဆိုတာဒါဟာလုံးဝညှင်းလို့မရတဲ့အချက်နော်နောက်တစ်ခုရှိသေးတယ်မျိုးတွေမှာ နော်ပျော်ဝဲရွှင်ပွဲတွေအခုဒီတင်းကျွင်းရမှာလှုပ်ပြတယ်နော်ဒါကိုသူတို့ဘောမတွေကဓမ္မကြည့်နော်အေဂျင့်နဲ့ဒေတာတွေဆိုတာဒလိုလူ့ခွင့်ရေးတွေအပြည့်ဝရတာတဦးတယောက်ချင်းစီရဲ့အခွင့်အရေးအပြည့်ဝရတကယ်ပဲခွင့်ရေးရတာမတိလို့မေးတာပါမြန်မာပြည်မှာလူ့ခွင့်ရေးအပြည့်ဝရတယ်ဆိုတဲ့ဒေတာရှိပါတယ်လို့မင်းအောင်နိုင်ရစားပြီးအဲ့ဒီစစ်တပ်ကိုထောက်ခံနေတဲ့လူတွေအားလုံးတယောက်လောက်ပြောပြပါအမကြီးလေဘူးလလဆွေတော်အခေါ်ခံရပဲဇော်ဘုံဟင်းဆိုကြည့် ရစရာမရှိဘူးတနာစရာတောင်ကောင်းတယ်နော်ဘယ်ဘယ်နေရာဘယ်နေရာမှာရှိလဲသိရှင်လို့လူခွင့်ရနော်လူတယောက်ကမွေးရပါရရှိတဲ့လူခွင့်ရအဲ့ဒီခွင့်ရဗမာရမရပါဘူးရှင်းနေတဲ့ဟာကြီးကိုဟမ်သူတို့အုပ်ချုပ်တာကိုလက်ခံရင်လက်ခံမလက်ခံရင်အကုန်တက်ပြစ်တယ်ဟာကြီးကိုအဲ့တော့ဘာဖြစ်လဲပြည်သူကိုအကြောက်တရားနဲ့ရိုက်သွင်းတာဟာသူတို့အုပ်ချုပ်တဲ့နေရာမှာငြိမ်စိမ်နေဘာမလုပ်တော့မတိစစ်တပ်ကဟာမဟုတ်ချမင်းတို့နေရာစစ်ခေါ်တာအောင်စစ်လာမှာပေါ့မဲ့ ပညာမဲ့အတွေးကိုပြည်သူတွေကို mindset ရိုက်တွင်းနေတယ်ဘယ်တော့ကြောက်ဖို့ကောင်းလဲစဉ်းစားကြည့်ဒါပေါ့တည်တည်မဟုတ်ဘူးပေါ့တည်တည်မဟုတ်ဘူးเนาะသူတို့ကသူတို့တိုင်းပြည်ရဲ့စစ်တမ်းလို့ခံယူထားရင်လောက်เสียအကြောင်းရှိဘူးလေအခုဒီမှာခလေးတွေရွာတဲ့ကိုဘုံပစ်ချမှာတော့လူတေပြီဘောလို့ဟမ်ဟုတ်တယ်မလားရွာတဲ့ကိုဘုံပစ်ချတာဘာဖြစ်လူတေပြီအဲ့ဒီလူငါတို့ဒီရွာတဲ့ကိုဘုံပစ်ချလိုက်မယ် PDF တွေရှိမသေးဘူးသူတို့ပြောသလို PDF တွေအဲ့ရွာထဲမှာရှိမသေးဘူး ဒါပေမဲ့ဒီရွာထဲမှာပြည်သူတွေရှိတယ်ခဏကပြည်သူဆိုတော့တို့ကဟိုဒီလိုကလေးတောင်ပြည်သူမတတ်မှတ်တော့ဘူးလားမသိဘူးเนาะဒါပေမဲ့အရက်သားပြည်သူတွေဒီရွာထဲမှာရှိတယ်အဲ့တော့ငါတို့ကဒီရွာထဲကိုဘုံပစ်ချလိုက်တာနဲ့ PDF တွေထိတာမထိတာနောက်မှလုံးလုံးစိပြည်သူကတော့ဂျိမ့်နေနေပြီငါတို့လုံးနေတာမလုံးနေတော့ငါတို့ကတိုင်းပြည်ကိုကာကွယ်တဲ့စစ်တပ်ပြည်သူကိုတတ်လက်စစ်တပ်တိုင်းပြည်ကိုကာကွယ်စစ်တပ်တိုင်းပြည်ကိုကာကွယ်စစ်တပ်မလုံးနေဘူးနော်ဒီကောင်တွေကိုပဲနိုင်အောင်တိုက်တယ်ပြည်သူထိခိုက်မဲ့လူမျိုးငါတို့မလုပ်တင်ဘူးဆိုတော့တိရမယ်လေအဲ့တော့ပြည်သူရှိမှန်းသိတယ် ခလေးလေးရှိမှန်းလည်းသိတယ်ပြည်သူမိန်းမလေးရှိမှန်းလည်းသိတယ်ဘုံချင်းချပြစ်တယ်အဲ့ဒါဘာအရှင်းနေတဲ့ဟာကြီးကဒေါ်ဘောင်နွမ်းနေဘူးလေအဲ့တော့အဲ့လိုကောင်မျိုးတွေကိုအရှုံးပေးပြီးတော့အဲ့သူတို့ဘာလဲလို့ငြိမ်ခံလိုက်တော့နေနေနေပေးရမှာလားဟမ်မင်းတို့ကမသေးတိုင်းမပြောဘူးဆိုတဲ့စကားကိုပြောတယ်တော်လှန်နေဆိုတာနီးမျိုးစုံရှိတော်လှန်နေဆိုတာလက်နက်ကင်ပြီးတော့ထဆန့်ခြင်းမှတော်လှန်တာမဟုတ်ဘူးတော်လှန်လို့ရတဲ့နီးပါခုနကပြောကြားရနော် တချစ်သူတွေကိုပြောချင်တာကဒီစစ်တပ်ဟာပြည်သူတွေကိုကာကွယ်တဲ့တိုင်းပြည်ကိုကာကွယ်တဲ့စစ်တပ်လားပြည်သူကိုတတ်တဲ့စစ်တပ်လားအခုသူတို့တတ်နေတဲ့ဟာလည်းပြည်သူတွေနော်ဟုတ်ဆုံးရှိကျွန်တော်တို့ပြောနေကြတယ်ဆိုတာကဒီတော်လှန်ရေးမှာလက်နက်ကင်ပြီးတိုက်တဲ့လူတွေကတိုက်နေတယ်ပြည်တွင်းမှာရှိတဲ့ပြည်သူတွေကရန်သူအားပေးဖျောက်မလုံနဲ့မနေနဲ့မပြောနဲ့အဲ့ဒီတော့ဘယ်မှတ်ထားပါရန်သူတို့ကိုယ့်ရဲ့လှုပ်ဆောင်မှုပါအားဖြစ်သွားမယ် ရန်သူအတွက်ကိုယ့်ရဲ့ပြောဆိုမှုကအားဖြစ်သွားမယ်။ရန်သူအတွက်ကိုယ့်ရဲ့နေထိုင်မှုကအားဖြစ်သွားမယ်။အဲ့ဒီတုံးချက်ကိုမလုပ်ပါနဲ့။ဒါဆိုရင်ဘသူမှလည်းအနေကင်းတာမလို့အနေဖြစ်စရာမလို့ဒါတော်လန်ပြီးပဲ။အဲ့တော့ဒီသွင်းမှရှိတဲ့ဒူတွေကိုပြောချင်တာကကျွန်တော်တို့ပြောနေတာဒီခင်ဗျားတို့လက်နက်ကမီထတ်တိုက်ပါတို့ရင်ထားလို့ပါပြောနေတာမဟုတ်ဘူး။ဒါပေမဲ့ဘာဖြစ်လဲ။ကိုယ့်ရဲ့နေထိုင်မှုပြောဆိုမှုလုပ်ပုတ်လောက်ကဲ့မှုကရန်သူကိုအားပေးဖြစ်အောင်မနေနဲ့။ ကိုတခုခုပြောတော့မယ်ဆိုရင်နော်အများနဲ့ပတ်သက်တဲ့ကိစ္စပြောတော့မယ်ဆိုရင်ငါပြောဆိုမှုကရန်သူအားပေးဖြစ်သွားမလားကိုတွားနေထိုင်မဲ့နေထိုင်မှုဒီငါရဲ့နေထိုင်မှုကရန်သူအားပေးဖြစ်သွားမလားရန်သူအကြိုက်ဖြစ်သွားမလားရန်သူကပျော်ခိုင်းခြင်းမပျော်အောင်နေတာအဲ့ဒါတော့ငါနီးပြည့်ရန်သူကဒီလိုမင်းတို့ပျော်အောင်နေကွာဟာရန်သူကတော့ငါတို့ပျော်ခိုင်းနေပြီအကြောင်းတော့ရှိမယ်ငါတို့ပျော်လို့မဖြစ်ဘူးအတားလေးညင်ပြီးတော့ကိုယ့်အကူဖျားရှိခုပြီးတရားထိုင်နေလိုက်မယ်အဲ့ဒါတော်လှန်တာ နော်အဲ့ဒါရှင်းရှင်းလေးအဲ့ဒီတဘောတရားကိုကျွန်တော်တို့ဒီလိုအားလုံးသိဖို့လိုတယ်။ဒါပေမဲ့တချို့ကမင်းတို့တွေကမင်းတို့နှုတ်တိုင်းညောင်းလိုက်လောက်ခိုင်းနေတယ်မင်းတို့ကဘာဖြစ်လဲညာဖြစ်တယ်။နော်အဲ့ဒါဆိုရင်ဗျအရှုံးပေးလိုက်မယ်လက်စင်းပေးလိုက်မယ်မင်းတို့လက်ခံတာပေါ့။တို့မေးကြည့်လို့လက်ခံတယ်လို့လက်မခံဘူး။လက်မခံဘူးဆိုဘာလို့လဲလို့တော့ဖြစ်ခံနေရတယ်။ဆိုတော့အဲ့ဒီဘွားကလှုပ်ဖို့ဆိုတာတော်လန်မှရမယ်လေ။ဟုတ်တယ်မလား။တို့ဘက်ကရုပ်မာတာစဉ်းစားကြည့်။ဟမ် မီးထိုးနယ်လေစီမီးပူဆိုတာဒီတရင်ကျွဲထုံးစံပဲလေစီမီးပူဆိုတာပြည်သူမှန်းလည်းတည်တယ်ခလေးတွေရှီမှန်းလည်းတည်တယ်လေဘုံချင်းစရာဘာစောက်ကြောင်းမှမရှိဘူးလေအတည့်ရတဲ့နဲ့ဘုံချင်းပြီဆိုတော့ဒါဟာပြည်သူကိုရည်ရွယ်ချက်ရှိရှိတောက်တင်ရှင်းလင်းတာပဲအဲ့တော့အနာကိုမှလာပြီးတော့ဗဇက်ကကိုတိတ်ခါမှကိုမဆဲဟမ်စီမီးတစ်ပိတ်လုံးလို့ဘုံချက်တာကျန်းကန်ထိမှပေါ့ဆိုတော့အောက်တန်းစားတွေအံ့ဩတယ်ကျွန်တော်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဆုံးထိကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်း အားရောက်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်